ရုတ်နိုင်ငံရဲ့အစီအစဉ်နဲ့ကိုကက်သက်မတော် MNDAA ကသိမ့်ပိုက်ထားတဲ့လာရှိုးမြို့ကိုစစ်ကောင်စီလက်ထဲပြန်လည်လွှဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။ဧပြီလ22ရက်နေ့မနေ့မှာလာရှိုးမြို့ကိုစစ်ကောင်စီရင်သန်းတွေဝင်လာတယ်လို့မျက်မြင်ဒေတာခန့်တွေကပြောပါတယ်။စစ်ရင်တန်းတွေမှာကားကြီးတွေပဲအစီး150ကျော်တယ်လို့စောင့်ကြည့်နေတဲ့မြို့ခံတွေကဆိုပါတယ်။ ဒါပေမဲ့အဲ့ဒီကားတွေထဲမှာဘာပစ္စည်းတွေနဲ့စစ်သားတွေဘယ်လောက်ပါလာတယ်ဆိုတာတော့အတိအကျမသိရသေးဘူးလို့ဆိုပါရယ်စစ်ကောက်စီကိုလာရှိုးမျိုးပြန်လဲအနှံရေးတရုတ်ဘက်ကဂျားဝင်ဖိအားပေးခဲ့တာဖြစ်ပါရယ်ဒီလိုဂျားဝင်ဖိအားပေးမှုရဲ့နောက်မှာတော့ကိုကက်သက် MNDAA နဲ့စစ်ကောက်စီကတာဝန်ရှိသူတွေတွေ့ဆုံခဲ့ပါရယ်အဲဒီနောက်လာရှိုးမြို့ပေါ်ကရက်ွက်တွေကိုစစ်ကောင်စီလက်ထဲကိုကက်တက်ကပြက်ပြေးအပ်ခဲ့တာဖြစ်ပါတယ် လာရှိုးကိုတရုတ်အကူအညီနဲ့ပြန်ယူလိုက်တဲ့စစ်ကောက်စီတပ်နဲ့လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့တွေဟာမြို့ထဲကိုဧပြီလတတိယပတ်ကစပြီးပြန်ဝင်ခဲ့ကြပါတယ်။မြို့ခံတွေကတော့စိုးရိမ်မှုတွေနဲ့အခြေအနေတွေကိုစောင့်ကြည့်ပြီးနေနေရတယ်လို့ဆိုပါတယ်။